2029ခုအရှပလာခြေစပွဲအတွက်ဆီးရီးယားအသင်းနဲ့ရှင်ပြိုင်ကစားဖို့ရှိတဲ့မြန်မာလူ့ရေးစင်မြို့သားဘောလုံးအသင်းဟာပြိုင်ပွဲမတိုင်ခင်ထိုင်းနိုင်ငံမှာတွားရောက်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးအော်တိုဘာလ9ရက်နေ့မှာတော့ပြိုင်ပွဲရှင်ပြိုင်မဲ့ဆော်ဒီအာရေဗျနိုင်ငံကိုထွက်ခွာသွားပြီလို့သိရပါဗျ။နိပြဥမျိုးလိုင်ဝင်းကင်တွင်နေတဲ့မြန်မာအသင်းဟာဆီးရီးယားအသင်းနဲ့ပွဲစဉ်အတွက်ကစားသမား24ဦးရွေးချယ်ခဲ့ပြီးရှောက်လိုက်တဲ့အသင်းမှကစားသမား10ဦးထိပါဝင်ခဲ့ကရှောက်လိုက်တဲ့အသင်းနေနဲ့လဲအသင်းသမိုင်းမှာအခုလိုသူတို့အသင်းက စားသမား၈ဦးထိရွေးချယ်ခံခဲ့ရတာဟာအများဆုံးဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဦးမျိုးလဲဝင်းရွေးချယ်ထားတဲ့ကစားသမားစင်းမာတော့ဝင်းနိုင်ထွန်းတန်းပိုင်မောင်မောင်လွင်ခွန်ကျော်စင်ဟိန်ကျော်မင်းဦးလွင်မိုးအောင်ရန်နိုင်ဦးနန္ဒကျော်စုမိုးကျော်ဆန်းဆက်နိုင်စတဲ့ကစားသမားတွေပါဝင်ခဲ့ပြီးတိုက်စစ်မှုအောင်ကောင်းမှန်တော့ပါဝင်လာခြင်းမရှိခဲ့တာကိုတွေ့ရပါတယ်။မြန်မာတင်းဟာ2029ခွန်အာရှဖလားခြေစစ်ပွဲမှာအုပ်စုတွင်နှစ်ပွဲကစားထားပြီးအာဖဂန်နစ္စတန်ကိုနှစ်ကိုယ်တကူ ပါကစ္စတန်ကိုတကောကိုမရှိနဲ့အနိုင်ရထားပြီးတော့ရမတ်6မှတ်နဲ့အုပ်စုဒုတိယနေရာမှာလက်တလောရက်တည်နေပါတယ်။အုပ်စုတွင်အားအကောင်းဆုံးအသင်းဖြစ်တဲ့ Syria အသင်းရဲ့ပွဲကမြန်မာအသင်းအတွက်ခြေစစ်ပွဲအောင်ရင်အရေးပါတာကြောင့်အကောင်းဆုံးရှင်ပြိုင်သွားမယ်လို့နိပြဦးမျိုးလိုင်ဝင်းကပြောဆိုထားပြီးတအုပ်စုကိုတသင်းနဲ့တက်မှာဖြစ်လို့မြန်မာအသင်းအတွက်ခက်ခဲမယ်ဆိုပေမဲ့နိပြဦးမျိုးလိုင်ဝင်းလက်ထက်မှာမြန်မာအသင်းဟာနိုင်ဝဲတွေဆက်နေကြတာဖြစ်ပါတယ်။မြန်မာအသင်းဟာ Syria အသင်းနဲ့ပထမအကြိုတွေ့ဆုံမှုအဖြစ် လာမယ့်အော်တိုဘားလ9ရက်နေ့မှာရှင်ပြိုင်သွားမှာဖြစ်ပြီးဂျာကွင်းအဖြစ်ဆော်ရီအာရေဗျနိုင်ငံမှာလက်ခံကျင်းပသွားမှာလည်းဖြစ်ပါတယ်။ဆီးရီးယားအသင်းရဲ့ဒုတိယချုပ်ပွဲစဉ်ကိုတော့လာမယ့်အော်တိုဘားလ14ရက်နေ့မှာရန်ကုန်မြို့တူဝနာကွင်းမှာဆက်လက်ရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်ခင်ဗျာ။